ားလုံးပဲမင်္ဂလာပါရှင်။ဒီဗီဒီယိုလေးမှာတော့ကလေးလူကြီးအရန်ကြိုက်ကြပြီးတော့စားလို့လေအရန်ကောင်းနဲ့တရက်သေးကြက်လေးကြောက်ကြောင်းပုံကိုအိမ်မှာကုံကြစိတက်တက်တတာနဲ့ရွယ်ကူအယိုးရှင်းဆုံးနဲ့မရတာရှိရှိတုံစားကြမှာဖြစ်ပါရဲ့ရှင်။ အရင်ဆုံးအနေနဲ့ကျမတို့အိမ်ချမ်းဝင်းတွေကတည့်ရက်တီးကိုပြထားတဲ့အတိုင်းလေးပါမယ် ပြီးရင်တော့တည့်ရက်တွေကိုအရေးဖြစ်အောင်စိတ်ရမှာဖြစ်ပြီးတော့သိစက်တဲ့ကိုဇွန်နဲ့ခတ်တဲ့ပါမယ်နော်ရေနေငယ်ထက်ပြီးကြိတ်လိုက်ပါမယ် ုတ်ပါပြီ။ကျေးဇူးရလာတဲ့တည့်ရည်တီအနှစ်တွေကိုစကားလေးနဲ့ပြန်စင်ထုတ်ရပါမယ်နော်။ တားလာတဲ့တရက်သေးနှစ်တွေကိုကြိုချက်ဖို့ကြောက်ကြုံးမုန်းတဲ့တို့တကြားအနေငယ်နဲ့ရေအနေငယ်ကိုရော်ပြီးတော့ခနာကြိုရပါမယ်။ ေလိုကွက်ကွက်လေးစုလာလို့ရှိရင်တော့ပုံစံကွက်ထဲလောင်ပြီးတော့အေးခံထားလို့ရပါပြီ နောက်ထပ်နေနဲ့ကြောက်ကြောမှုဇို့ဖို့အတွက်ဒဲအိုးရဲကိုရှေ့အနေငယ်ထက်ပြီးတော့ကြောက်ကြောမှုကိုနွားနုနဲ့ချရပါမယ်။အလင်းငယ်ပူလာလို့ရှိရင်အချိုရတာအတွက်မိမိစိတ်ကြိုက်တစားထည့်ပါမယ်နော်။ဒီတိုင်းပဲဆိုရဲဒီခဏချက်ထားပါမယ်။ အေးခံထားတဲ့တရက်တီအနှစ်ကိုလည်းပြတ်ထားတဲ့အတိုင်းအတုံးလေးပြောင်းလေးပါမယ်။ ီးရင်တော့တရက်အနှစ်တုံးလေးပြီကိုပုံစံကွက်တဲ့အရင်ထက်ပြီးတော့အပေါ်ကနေကြိုချက်ထားတဲ့ကြောက်ကြောအရှိန်ပြီးနောက်ထပ်ပါမယ်။ ဟုတ်ပါပြီရှင်။ငါရီဝက်လောက်အေးခံထားပြီးပြီဆိုရင်တော့အခုလိုစားခြင်းစပွဲတည့်ရသည့်ကြက်လေးကြောက်ကြော်လေးရပါပြီရှင်။နောက်တစ်ပတ်မှလည်းဒီလိုအရာသာရှိတဲ့အစားအစာနဲ့ဟင်းလျာတွေကိုဆက်ပြပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးပါလို့တောင်းဆိုချင်ပါရှင်။နောက်ဗီဒီယိုမှာလည်းဘလို့အစားအစာနဲ့ဟင်းလျာတွေချက်ပြပေးရမယ်ဆိုတာကိုကုန်းမမရေးထားပေးလို့ရပါတယ်နော်။ အစောဒီတရှိပေးကြတဲ့တဝူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ရှင်။